ဆိုတာကဗျမစရိယနဲ့တွားပြီးတော့ဆိုင်နေတယ်ဗျမစရိယဆိုတာမြတ်သောအကျင့်ကိုရှင်းသုံးခြင်းလို့ဒီလိုအဓိပ္ပာယ်ရဗျမဝိဟာရဆိုတာမြင့်မြတ်တဲ့နေထိုင်မှုဒါကြောင့်မို့လို့အင်္ဂလိပ်လိုပြန်တဲ့အခါ noble abode လို့ပြန်တာမြင့်မြတ်တဲ့နေထိုင်မှုဒီစိတ်ဓာတ်တွေနဲ့နေလို့ရှိရင်မြင့်မြတ်တယ်စိတ်ဓာတ်ကမြင့်မြတ်သည့်အတွက်ကြောင့်ပုဂ္ဂိုလ်ကလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ် ဒါကြောင့်ဗြဟ္မဝိဟာရတရား၄ပါးနောက်တနည်းအားဖြင့်ဒီဗြဟ္မဝိဟာရတရား၄ပါးမေတ္တာကရုဏာမုရိဒာဥပိ္ပခာလို့ဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးကိုအပ္ပမညာလို့လည်းခေါ်သေးတယ်အတိုင်းတာအကန့်အသတ်မထားရမဲ့တရားတဲ့တတ္တဝါတွေနဲ့ပတ်သက်ပြီးအေးဒီသူကိုတော့တနာတယ်ဟိုလူကိုတော့မတနာဘူးဆိုတော့အတိုင်းတာကန္တမျိုးမထားရဘူးเนาะအဲ့ဒီအတိုင်းတာကန္တထားလို့ရှိရင် ပြမဝိဟာရမဟုတ်ဘူးတတဝမှန်သမျှပေါ်မှာတဏီဒီထားနိုင်ရမယ်အာလုံးပေါ်မေတ္တာပွားရင်လည်းပဲအာလုံးပေါ်မှာတဏီဒီထားနိုင်ရမယ်ကရုဏာပွားလို့ရှိရင်လည်းဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေအာလုံးပေါ်မှာထားနိုင်ရမယ်မုရိတာထားနိုင်လို့ရှိရင်လည်းအောင်မြင် ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေအာလုံးပေါ်မှာတဏီတဲ့ထားအဲ့လိုမဟုတ်ဘဲနဲ့ကိုနဲ့တဲ့တဲ့လူကြတော့ တမျိုးမတည့်တဲ့လူကြတော့တမျိုးဆိုရင်တမ냐ပြာမဝိဟာရမခေါ်ဘူးเนาะဤတ냐ဘုဒီတရားတွေကိုအပမနာတိုင်းတာကန့်တတ်အကန့်အန့်တတ်မရှိတာ limitless အကန့်တတ်မထားဘဲနဲ့ပွားများစေရမယ့်တရားတဲ့အာယုံကိုကန့်တတ်ပြီးတော့မထားရဘူးတဲ့ဤကောင်းပြီဒီကရုဏာတရားဟာလူတိုင်းမှာရှိတဲ့တရားဖြစ်တော်လည်းပဲ တဏ္ဍာပုဂ္ဂိုလ်တွေမှာမရှိကြဘူးလူတိုင်းမှာမရှိကြဘူးလူတိုင်းမှာမြင့်မြတ်တဲ့ဗြဟ္မဝိဟာရတရားဆိုတာဒီကရုဏာတရားဆိုတာလူတိုင်းမှာ